ခொနည်းသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စင်ဝင်မပါစေ2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့တနင်္ဂနွေသာမီများအတွက် တနေ့တာ president ပဲဖြစ်ပါတယ်။တနေ့ကလေးအသီးအမီးများအတွက်ဒီနေ့မှာရက်ဆိုင်ထားတဲ့လုပ်ငန်းတွေကို ပြန်လည်စတင်ရတတ်တယ်။အလုံးမှာလည်းအဆဆအရရအဆင်ပြေအောင်မြင်မယ်နော်။ရည်ရွယ်ထားတဲ့လုပ်ငန်းတွေကိုရရတင်းတင်းသာလှုပ်ဆောင်မှလှုပ်ဆောင်ရင်ကောင်းတဲ့အဆင်ပြေအောင်မြင်မယ်နော်။ချစ်သူစီကနေပြီးတော့လည်းမမြုံလင်ပဲနဲ့လက်ဆောင်ကြီးကြီးရတတ်တယ်။ဂျမ်းမာရဲ့အနေနဲ့ခြေတော့တစ်ဖက်မှာနာကျင်ခိုက်ခဲနေတတ်တယ်။အကျိုးပေးတဲ့ကနန်းကတော့ နှင်းနဲ့ရှေ့ဖြစ်ပြီးတော့ကံကောင်းတဲ့အရောင်မှာခရမ်းရောင်နဲ့အပြာရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအိမ်ရှိဖျားမှာလိမ္မော်ရည်ကက်လူပေးရမှာဖြစ်ပါတယ်။လိမ္မော်ရည်အစင်မပြေရင်လည်းအစင်ပြေတဲ့အချွေမျိုးကက်လူပေးလို့ရတယ်နော်။ခொနီယာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေက တက်တက်စင်အောင်လွှဲမပါစေ2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တောင်ဖက်စဒန်ဖြစ်ပါတယ်တနင်္လာသာသမီများအတွက်ဒီနေ့မှာသင်ငယ်ချင်းတွေမိတ်ဆွေမွန်မများနဲ့ဒီနေ့မှာတဦးနဲ့တဦးကဘာမဟုတ်တဲ့ပြဿနာတိတိလေးပြဿနာလေးမဖြစ်စလောက်လေးရစပြီးတော့တဦးနဲ့တဦးကအမြင်မကြည်တာအဆင်မပြေတာမျိုးတွေဒီနေ့မှာဖြစ်တတ်တယ်နော်ရင်ကိစ္စစပစ္စည်းကိစ္စ တွေကိုလည်းဒီနေ့မှအေဒီစပစ္စည်းအတွက်တွေကိုစကားပြောဆိုရတာဖြည့်ရှင်းပေးရတာမျိုးတွေကြုံရတတ်တဲ့အလုပ်ထဲမှာလည်းအခွင့်အရေးကောင်းရတာအောင်မြင်မှုကြီးကြီးမားမားရရှိတာမျိုးတွေဒီနေ့အတွက်ကြုံရတတ်တဲ့ချစ်သူစီကနေပြီးတော့တည်ငောင်းကြရတတ်တဲ့ကျမ်းမာရေးအနေနဲ့ရှင်ဘတ်အောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့ ိုးဖြစ်ပြီးတော့ကံကောင်းတဲ့အရာမှအဝါရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအိမ်ရှိပြားမှာနနတိကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ခொနည်းရသာသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတက်တက်ဆင်ုံလွှဲမှားပါစေ 2025ခုနှစ်နိုဝင်ဘာလ2ရက်နေ့အင်္ဂါသားသမီးများအတွက်ဒီနေ့တာဟော့စတန်ပဲဖြစ်ပါတယ်အင်္ဂါသားသမီးများအတွက်ဒီနေ့မှာ ဝေချေးနဲ့ပတ်သက်ပြီးသွားရင်တတိထားနော်ဝေချေးကိစ္စရက်တွေမှာစိတ်အနှောက်ရှက်ဖြစ်စရာများနဲ့ကြုံရတတ်တဲ့ဝေချေးတွေကဖက်ဖက်မောအောင်ဖြစ်နေတတ်တဲ့လိုက်လေဝေးလေဒီနေ့အတွက်ဖြစ်တတ်တယ်နော်အလုံးမှာလည်းသူများပြဿနာကိုပြဿနာဖြစ်တတ်တဲ့အတွက်ပဲလော်ကြဆာညက်ဆိုတလိုမျိုးခြာညက်တတ်တဲ့အဲ့ဒါလေတတိထားနော်ရရရှိတဲ့ဝေချေးတွေကပြင်မရတာ ပေးစရာရှိရလဲကိုကမပေးနိုင်တာထင်တော့ကြံ့ကြံနေတာမျိုးတွေဒီနေ့တော့ဝေကြီးနဲ့ပတ်သက်ရင်အဆင်မပြေဘူးเนาะကျမကြီးအနေနဲ့ခေါင်းမူတဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့ချစ်သူကမိမိကိုအထင်လွဲခံရတာအဆွဆွဲခံရတာအချီးရဲအဆင်မပြေဘူးเนาะဒီနေ့တော့ အကျိုးပေးတဲ့ကဏန်းကတော့9နဲ့4ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအပြာရောင်နဲ့အညိုရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအိမ်ရှိဖျားမှာလဖက်ရည်ကက်လူပေးရမှာဖြစ်ပါလိမ့်ရှင်။ခொနည်းသားသမီးမိတ်ဆွေများအားလုံးမြင်လာပါရှင်။အိထသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိထသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ။ 2025ခုနှစ်နိုဝင်ဘာလစနေရက်နေ့ဗုဒ္ဓဘူသာသမီးများအတွက်တနေ့တာဟောစတမ်းပဲဖြစ်ပါရဲ့အလုံးနဲ့ပတ်သက်ပြီးသွားရင်မိမိကတာဝန်ယူမှုတာဝန်ခံမှုခေါင်းခံဖြည့်ရှင်ပေးရတဲ့ကိစ္စမျိုးတွေဒီနေ့မှပေါ်လာတတ်တဲ့သတိထားနော်မိษွေအရင်အခြားရင်းနဲ့လည်းဒီနေ့မှအစဉ်မပြေဖြစ်တတ်တဲ့အထက်လူကြီးအကြီးအကဲတွေကတော့မိမိကိုချစ်ခင်တာ၊ကူညီတာ၊ထောက်ပံ့တာ ထောက်ပံ့အပံ့ပုံမှုတွေများစွာ ရရှိတတ်တယ်အလားအပါရွှေရတနာနဲ့ပတ်သက်တဲ့ပစ္စည်းတွေလည်းဝင်လာတတ်တယ်ဈာမရေးအနေနဲ့တတိထားနော်ဘိုင်းနာရာဘိုင်းအောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်ချစ်သူစီကနေပြီးရောသတင်းကောင်းကြားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့၃နဲ့6ဖြစ်ပြီးရောအကျိုးပေးတဲ့ အယောင်ကအစိမ်းအောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအရှိပြားမှာလိမ္မော်ရီကလူပြားမှာဖြစ်ပါတယ်။လိမ္မော်ရီအစင်မပြင်းအစင်ပြည့်တဲ့အချွေကလူပြလို့ရတယ်နော်။ခொနည်းတာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ။ 2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့ကျာတာပရိသသမီများအတွက်တနေ့တာဟောစတန်ပဲဖြစ်ပါတယ်။ကျာတာပရိသသမီများအတွက်ဒီနေ့မှာအလို့အတွက်နေရာထိုင်ခင်းကိစ္စတွေနဲ့ပတ်သက်ပြီးသွားရင်ဒီနေ့မှာတတိထားနော်။စကားပြောဆိုရတာဖြည့်ရှင်းပေးရတာမျိုးတွေဂျုံတရတဲ့တဲ့ဝေးကြီးတွေကလည်းရှီလိုအပေါက်ရှာပြီးတော့ဒီနေ့မှာတအားကြီးထွက်တာများနေတဲ့ဝင်နာနေတဲ့ ထုံဝေဒီကအားကြီးကိုဂျန်နီတက်တဲ့အထက်လူကြီးအကြီးကအတွက်ကိုလေကိုက သူတို့ပြဿနာထဲမှာကြားညက်ဖြစ်ရှိပေးရတာမျိုးတွေသူပြဿနာကိုပြဿနာမျိုးတွေဖြစ်တတ်တယ်အဲ့ဒီအတွက်တွေလည်းဆိတ်ရှုပ်ရတတ်တယ်စဉ်းကြီးရတတ်တယ်နော်ကျမ်းမာရေးအနေနဲ့ခေါင်းတစ်ချမ်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်ချစ်သူကကိုယ့်ကိုဒီနေ့မှအထင်လွဲခံရတာဆွဆွဲခံရတာမျိုးတွေလည်းကြုံတရတတ်တယ်အချိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ရှစ်ဖြစ်ပြီးတော့ကံကောင်းတဲ့အယောင်မှာညိုမိုင်းသောအယောင်နဲ့ မယမ်းရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအိမ်ရှိဖျားမှာနှင်းစီဘန်း၅ပွင့်ကလူပေးရမှာဖြစ်ပါတယ်ရှင်။ကိုနေရသားသမီးမိတ်ဆွေများ အားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကို ဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်ဝင်လွှမ်းပါစေ။၂၀25ခုနှစ်နိုဝင်ဘာလ ။ပောက်ကြသားသမီးများအတွက်တနေ့တောင်ဟော်စတန်ပဲဖြစ်ပါတယ်။ပောက်ကြသားသမီးများအတွက်ဒီနေ့မှဟိုအခံရမလို့ဒီအခံရမလို့ရှစ်တူအခံနောက်ဆိုအခံဆုံးပြခက်တဲ့အခြေအနေမျိုးတွေနဲ့ဒီနေ့အတွက်ဂျူလီယာတက်တဲ့အယောင်အဝေးလေးတအားကောင်းမယ်နော်လက်တွေလည်းဒီနေ့တအားရှင်မယ် ငွေကြေးကံလည်းအလွန်ကောင်းတယ်နော်ကျမ်းမာရေးအနေနဲ့သွားကြိုက်တယ်သွားနာတဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့1နဲ့3ဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှာအနီရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိဖျားမှာစမူစာ3ခုကလူပေးရမှာဖြစ်ပါတယ်ရှင်ကိုနီယာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်စင်ုံလွှဲမပါစေ2025ခုနှစ်နိုဝင်ဘာလစနေရက်နေ့စနေသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်တတိထာနော်ဒီနေ့မှာ သူများပြဿနာကိုပြဿနာ ဖြစ်တတ်တယ်။ဘဲလော်ကြဆာညက်ဆိုသူတို့ကိန်းမျိုးဖြစ်တတ်တယ်။ဂျောင်းဝင်ပြီးတော့ကိုက သူတို့ပြဿနာကိုပြဿနာဖြစ်ဖြစ်ရှိပြရတတ်တယ်။မိษွေအတွက်တည်းလဲဒီနေ့မှာစိတ်တော်ကတွေတစ်ခုပြီးတစ်ခုကိုကိုကကြုံပြရတတ်တယ်။ မြေကိစ္စနေရာကိစ္စအတွက်ဒီမှာလည်းစကားများရတာဖြည့်ရှင်းပေးရတာမျိုးတွေဖြစ်တတ်တယ်အလုံးနဲ့ပတ်သက်ပြီးသွားရင်တော့ကောင်းတဲ့ခီးဝေးတွေထရတတ်တယ်ကျမ်းမာရေးအနေနဲ့ဂရီထားနော်ခန္ဓာကိုယ်ရဲ့အောက်ပိုင်းမှာခြေထောက်နဲ့ပတ်သက်တာဒီကဒဏ်ရာရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့လေးနဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာညူမိုင်းတဲ့အရာနဲ့အနက်ကြောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့ မိမိအရှိဘုရားမှာနွားတို့ကလူပေးရမှာဖြစ်ပါရဲ့ရှင်